ကိုရင်ဘယ်နှပါလဲကိုရင်ကတပါနှပါနှပါသုံးပါဒီပါဒီပါရှမ်းပြည်နယ်မြောက်ပိုင်းကတအံမျိုးသားလူမျိုးရေးတက်မတော် TNLA ထိမ့်ချုပ်ထားတဲ့နောင်ချိုမျိုးပေါ်ကဖုံးအကြောင်းတစ်ခုကိုစစ်တပ်ကလေချောင်းကနေဘုံကျဲခဲ့တာကြောင့်ကိုရင်နဲ့တန်ကားတွေအပါအဝင်၉ဦးတိစုံပြီး၁၈ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ လောင်ချိုမျိုးစင်ရတနာပရိယတိစာသင်တိုက်ကိုစစ်ကောင်စီတပ်ကမတ်လ16ရက်နေ့ညနေ9:00အချိန်ဝင်းကျင်လောက်မှာလင်းရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဆက်တနက်တွေနဲ့ပါပြစ်ခတ်တိုက်ခိုက်ခဲ့တာလို့ TNLA ပြောရေးဆိုဝင်ရှိသူကမြန်မာနောင်းကိုပြောပါတယ်မနေ့ကဘုံကြီးကျောင်းမှာဆိုရင်တော့ခုံကြီးနဲ့တန်ကာတွေနဲ့ဒီပြီးတော့အရက်သားတွေနေထိုင်တဲ့အကြောင်းလေးဖြစ်ပါတယ် ုံကျဲပြီးတော့မှအချိန်မှအဲ့ဒီဆက်တနေနဲ့ပြန်ပြီးတော့မှပြစ်ခတ်တယ်ဒီမှာနောက်နောက်လုံးပြင်ကျဲတာဖြစ်ပါတယ်ဟုတ်ကဲ့ကျဲလိုက်တဲ့အတွက်ကြောင့်အဲ့ဒီပုံထိခိုက်သေးဆုံးပြီးတော့မှကိုဦးစင်းဆိုတာနှစ်ပါးပါပါတယ်ပေါ့နော်ပြီးတော့ထိခိုက်တရားရတဲ့ဖုံးကြီးဆိုရင်73ပါးတော့ပါရှိတာဖြစ်ပါတယ်ဒီလေကြောင်းတိုက်ခတ်မှုကြောင့်စာတင်တိုက်ထဲမှာရှိနေတဲ့ တန်ခါနှစ်ပါးနဲ့ကိုရင်လေးပါအပါဝဲစစ်ဆောင်ဒေသခံအမျိုးသားတအူးနဲ့အမျိုးသမီးနှစ်ဦးစုစုပေါင်း9ဦးတေဆုံးသွားခဲ့ပါတယ်။ဖုံးကြီးကျောင်းကိုဥတီတက်ခတ်ခဲ့တာနဲ့ပတ်သက်ပြီးတော့စစ်ကောင်စီဘက်ကသုံးတရာထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။စစ်တပ်ဘုံကျဲတိုက်ခတ်ခဲ့တဲ့ဖုံးကြီးကျောင်းဟာတော်လိုင်းရေးတပ်ဖွဲ့တွေရှိတဲ့နေရာမဟုတ်ဘဲဒေသခံအရက်သားတွေစစ်ဆောင်တဲ့နေရာဖြစ်တယ်လို့နောင်ချိုဒေသခံတွေကပြောပါတယ်။ ဟုတ်ကဲ့အိမ်ဘက်နဲ့တော့ဝေးတယ်ရှင်ကျမတို့အိမ်ဘက်တော့မထီဘူးအဲ့အိမ်ဘက်ဝင်းကျင်မှာလည်းလူမရှိတော့ဘူးအဲကျမတို့အိမ်အင်းနီးနာချင်းနေဆိုလို့ရှင်လည်းနေလေဆိုလို့ရှင်အိမ်မှာအိမ်မှာဟင်းလာချက်ချက်စားပြီးအဲ့ဒီမနေ့ကကျဲခံရတဲ့ဘုန်းကြီးเจ้าမှာပဲမမောင်ငယ်တော်တော်အိတ်ကြတာပေါ့လေနော်အရင်တည်းကဆစ်ဆောင်တဲ့သူတွေကအဲ့ဒီမှာဆိုအမြဲလာလာအိတ်ကြတာဟုတ်ဘုန်းကြီးเจ้าကိုတိုက်ခတ်တာအပါဝင်စစ်ကောင်စီကရက်သားတွေကိုဥတီတိုက်ခတ်မှုတွေပုံမပြုတ်လုပ်နေပြီးစစ်ရာဇဝတ်မှုတွေကိုကျူးလွန်နေတယ်လို့ TNLA ဘက်ကဆိုပါတယ် ပြီးခဲ့တဲ့ဇန်နဝါရီ22ရက်နေ့ကလည်းလောင်ချိုမြို့ပေါ်ကလက်ဖက်ရည်ဆိုင်ပေါ်ကိုစစ်ကောင်စီကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့လို့ဒေသခံ10ဦးထက်မနည်းသေဆုံးခဲ့ပါတယ်။အာဏာသိမ်းစစ်တပ်နဲ့ TNL တို့ဟာပြီးခဲ့တဲ့လကတရုတ်နိုင်ငံကူးမင်းမြို့မှာတွေ့ဆုံခဲ့ပြီးဆွေးနွေးခဲ့ကြပါသေးတယ်။နှစ်ဖက်ဆွေးနွေးမှုကမအောင်မြင်ခဲ့တဲ့အတွက်အခုလိုဖိအားပေးဘုံကျဲတိုက်ခတ်တာတွေလှုပ်ဆောင်နေရလို့ TNL ဘက်ကမြန်မာနာကိုမှတ်ချက်ပြုပါတယ်။ အခုဆိုဆွေးနွေးမှုမဖြစ်လဲတော့အတပက်ကိုအစ်မတို့ကိုဖျားပေးပြီးတော့ဆောင်ရွက်တယ်လို့လည်းပြောလို့ရပါတယ်။မေလမှာပြန်တွေ့ဆုံဖို့အစ်မတို့ပန်းထားပါတယ်။တစ်ဖက်မှာလည်းလူထုတွေရဲ့လူချုံရေးနဲ့လူထုတွေရဲ့ခါကိုရေးကိုဆောင်ရွက်တော့အစ်မတို့ပို့ပြီးတော့မှဆောင်ရွက်နေတယ်လို့တော့ပြောလို့ရပါတယ်။ဟုတ်ကဲ့။ဒီလိုချင်းအားလည်းလောက်လာ